အဝတိပြည်မှာဇေရုံအကြောင်းမှာမြတ်စွာဘုရားတရားဟောနာတယ်။အဝတိမြို့မှာရှိတဲ့လူတွေအကုန်လုံးအကျွတ်တရားရတာမဟုတ်ဘူး။ဘာဖြစ်လို့မရတာတုံးဆိုအတွင်းအစ္ဆဒအကြောင်းတရား internet condition မကောင်းလို့အပြင်ကတော့ဘုရားရဲ့တရားသံကြားနေကြရတာ။သို့သောအတွင်းကမကောင်းရင်မရဘူး။အတွင်းလည်းကောင်းရမယ်။အပြင်လည်းကောင်း။အဲ့ဒါဖြင့်အတွင်းအကြောင်းအရာဆိုတာတုံးဆိုယောနိသောမနတိကာရာယောနိသောဆိုတာမှန်ကန်တဲ့နိလန်နဲ့မနတိကာရာစိတ်ထဲမှာနှလုံးသွင်းခြင်းသိမှတ်ခြင်း အဲအင်္ဂလိပ်လိုပြန်ကြတဲ့အခါတော့ wise attention လို့ပြန်လေးရှိတယ် attention ပဲသူတရားပေါ်မှာမှန်ကန်တဲ့နိလနဲ့ဆင်ញင်သုံးသက်နိုင်တဲ့ပညာစွမ်းရှိရမယ်ဆိုလိုတာကတော့တရားပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ញင်နိုင်တဲ့ပညာရှိကိုလိုတယ်ကဲဗမာလိုရှင်းရှင်းပြောမယ်ဆိုရင်တမာဒိဋ္ဌိဖြစ်ဖို့ရာအတွက်နံပါတ်1ကတရားနာရမယ်နံပါတ်2ကဓက်ခံဖြစ်တဲ့အသိဉာဏ်ရှိရဒီနှစ်ခုပေါင်းစပ်မှတမာဒိဋ္ဌိဆိုတာဖြစ်တယ်လို့ပြောတာပဲနော်ပရတောခောတာလည်း ယောနိတော်မနတိကရစာပေလို့မှတ်ချင်အဲ့ဒါလိုပဲမှတ်ပရတောဆိုတာတစ်ဖက်သားတခြားပုဂ္ဂိုလ်ပုဂ္ဂိုလ်တူထံမှခောသခေါ်ပြောတဲ့အတန်ယောနိတော်မနတိကရမှန်မှန်ကန်ကန်နှလုံးသွင်းခြင်းအသိဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်နိုင်ခြင်းဆိုတဲ့ဟောယောနိတော်မနတိကရအဲ့ဒီနှမျိုးနဲ့ပြည့်စုံမှသမ္မာဒိဋ္ဌိဆိုတာဖြစ်ပါတယ်တဲ့ဒါသမ္မာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှမျိုးလို့ဒီလိုမှတ် အဲ့တော့ကိုယ်တဏ္ဍမှာပြည့်စုံရမယ့်အကြောင်းတရားကတော့ယောနိတော်မနတိကာရပဲထိုယောနိတော်မနတိကာရတစ်ခုတည်းနဲ့မရဘူးခုနကသူတော်ကောင်းတရားကျမ်းနိုင်ခွင့်ရမှုဆိုတာအရေးပါသေးတယ်အဲ့ဒီအကြောင်းနှစ်ရက်ပေါင်းစားလိုက်တဲ့အခါကျတော့မှတမ္မာဒိဋ္ဌိဆိုတာလေးတစ်ခုဖြစ်ပေါ်လာတာကောင်းပြီအဲ့ဒီလိုဖြစ်ပေါ်လာတဲ့တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိအမျိုးအစားတွေကိုချက်ထွင်ပြီးတော့ကြည့်မယ်ရှင်သာရိပုတ္တရာမထေရကအလွန်ဉာဏ်ကြီးတာအလွန်ဉာဏ်ကြီးတဲ့အခါကျတော့ တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိနဲ့လူတွေကပြောကြတယ်ဘယ်အတိုင်းတားနဲ့မှတမ္မာဒိဋ္ဌိခေါ်မလဲလို့ဆိုတဲ့အခါရှင်သာရိပုတ္တရာကညာနာလက်အောင်ဟောထားတဲ့တမ္မာဒိဋ္ဌိတုတ်ဆိုတာမရှိမနိကေမှာပါရှိစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များမရှိမနိကေဥပရိပန္နတမှာတမ္မာဒိဋ္ဌိတုတ်ကိုဖတ်ရှုလို့ရပါတယ်ညမှာပြန်ထားတာလည်းရှိတယ်မရှိမနိကေကတုတ်ပေါင်း150နဲ့2တုတ်ရှိတယ်ထိုတုတ်တွေကမတူးမရှိမှုအလဲအလတ်မှုမရှိမှလို့ခေါ်တယ်။ဏိကာယဆိုတာစုဆောင်းထားတာ collect လောက်တာပါပေါ့နော် collection of the middle discourse လို့ပါတာပြန် collection of middle discourse middle discourse အရှိကြီးလည်းမဟုတ်အတူကြီးလည်းမဟုတ်သိရှိတဲ့တုတ်တွေကြတော့ဒီကဏိကာယလို့ခေါ်တယ်ဒီကဏိကာယကြတော့ရှည်လျားတဲ့တုတ်တန်သူက34တုတ်ရှိဒီကနေ့မြန်မာနိုင်ငံမှာဒီတုတ်တွေကဖတ်ရှုလို့နားလည်နိုင်တဲ့အနေအထားရှိပါတယ်ဒါမစ္စည်းမဏိကေလို့ဆိုတာကခုနအလယ်လတ် အရှိကြီးမဟုတ်အတုလည်းမဟုတ်တဲ့သုတ်ပေါင်း150နဲ့နှစ်သုတ်အဲ့ဒီမှာသမာဓိဋ္ဌိသုတ်ဆိုတာရှင်သာရိပုတ္တရာကယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တန်ခါပရိသတ်မှာယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တဲ့သုတ်တံတစ်ခုရှိအဲ့ဒီသုတ်ကိုတို့ချုပ်ပြီးတော့ပြောကြရရှင်သာရိပုတ္တရာက ပြောတယ်အေးလူတွေပြောကြတယ်တဲ့သမာဓိဋ္ဌိသမာဓိဋ္ဌိနဲ့သူပြောကိုပြောပြောနေကြတယ် ဘလောက်အတိုင်းအတာနဲ့မှတမ္မာဒိဋ္ဌိဖြစ်တယ်လေတမ္မာဒိဋ္ဌိဖြစ်ဖို့ရအတိုင်းအတာဘလောက်ရှိတယ်ဆိုပြီးပြောတဲ့အခါရှင်သာရိပုတ္တရာမထေရမြတ်ကရှင်းလင်းပြီးတော့ဖြေပေးတယ်အကုသိုလ်ကိုအကုသိုလ်လို့သိတာအကုသိုလ်ရဲ့အခြေခံတရားကိုအကုသိုလ်ရဲ့အခြေခံတရားလို့သိတာကုသိုလ်ကိုကုသိုလ်လို့သိတယ်ကုသိုလ်ရဲ့အခြေခံမူလတရားကိုကုသိုလ်ရဲ့အခြေခံမူလတရားလို့သိတယ်အဲ့ဒါလို့သိခြင်းဟာတမ္မာဒိဋ္ဌိပါပဲဒါသိအခြေခံကြတဲ့တရားတစ်ခုပဲ ဗမာလူပြောမယ်ဆိုလို့ချင်းအကောင်းနဲ့အဆိုးခွဲခြားသိတာပေါ့သူတို့အဟုတ်တို့သိတယ်အပြစ်ရှိတယ်အပြစ်မရှိဘူးသိတယ်ဆိုတာဒါအမှန်တမ်းအရေးကြီးတဲ့ဟာတစ်ခုသူတို့အဟုတ်တို့သိတယ်ဆိုတာအပြစ်ရှိတဲ့တရားနဲ့အပြစ်မရှိတဲ့တရားကိုသိတာအကောင်းနဲ့အဆိုးကိုသိတာအဲ့ဒီအကောင်းတွေရဲ့အကြောင်းတရားကအခြေခံကဘာလဲအဆိုးတွေရဲ့အခြေခံကဘာလဲလို့သိတာအဲ့ဒီမှာလည်းပဲရှင်းရှင်းလေးရယ်နံပါတ်၄ဖြစ်ဖို့ရာအတွက် အကုသိုလ်ကိုအကုသိုလ်လို့သိရမယ်အကုသိုလ်ရဲ့အကြောင်းတရားတွေကိုအကုသိုလ်ရဲ့အကြောင်းတရားလို့သိရမယ်တဲ့ဒါဖြင့်အကုသိုလ်ဆိုတာဘာတွေလဲလို့ဆိုဒုစရိုက်၁၀ပါးကိုပြောတာဒါအများသိနေတဲ့ဒုစရိုက်အေးအကုသိုလ်ဆိုတာတခြားမဟုတ်ဘူးတဲ့သူများတဲ့တတ်တာအကုသိုလ်ပေါ့သူများဥစ္စာခိုးတာသူတော်ဘာသားများထူးလွန်ပြင်မာတာလိမ့်လေပြောတာတူနဲ့တူမတည့်အောင်ဂုံးတိုက်တာဆဲတာဆိုတာအကျိုးရှိတဲ့စကားတွေကိုပြောတာသူများပစ္စည်းကိုကိုဖြစ်ကိုပစ္စည်းဖြစ်ခြင်းနဲ့ လောဘနဲ့တွေးတာလူတယောက်ပျက်စီးစေလိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မှားရွက်တဲ့အယူဆအလုံးပေါင်းလိုက်တဲ့အခါကျတော့ဆယ်ခုမြန်မာလူမျိုးတွေဘုရားဗဒာတွေသိတဲ့အတိုင်းဒုစရိုက်ဆယ်ပါးလို့လည်းခေါ်တယ်အကုသလကမ္မပဋ္ဌာန်းတရား၁၀ပါးလို့ခေါ်အေးအကုသိုလ်ဆိုတာအဲ့ဒါတွေကိုခေါ်တာအကုသိုလ်ရဲ့မူလအကြောင်းရင်းဆိုတာဘာရောအေးအကုသိုလ်ရဲ့အကြောင်းတရားဆိုတာတခြားမဟုတ်ဘူးတဲ့လောဘဒေါသမောဟ ဒါအကုသိုလ်ရဲ့အကြောင်းတရားအကုသလမူလပဲလောဘဒေါသမောဟရှိနေသည်များခုနကဘာနာတိပါဒစသည် ဖြစ်နေဥမာပဲဘာနာတိပါဒဖြစ်တာကဘာကြောင့်ဖြစ်တာတော့ဆိုဘာနာတိပါဒဟာဒေါသအခြေခံဖြစ်တာသူများတဲ့ကိုတတ်တယ်ဆိုတာကြည့်လေလူသားမှုကျူးလွန်တယ်ဆိုတာစိတ်ဆိုးမှန်ဆိုးဖြစ်ပြီးတော့တတ်တာပဲလေအာသွေးနဲ့တတ်တာမရှိဘူးလားလို့ဆိုသွေးနဲ့တတ်တဲ့လူကလည်းညံ့ညိုးရှိလို့တတ်တာပဲ ဟုတ်တမ္မှုကိစ္စမှန်တယ်များဒေါသအခြေခံနေတယ်။အဲကြောင့်ဘုရားဓမ္မထသင်္ခါအကျမ်းမှာဒေါသမူလနဇာယန္တိဒေါသကြောင့်ဖြစ်တာအဋိဏဒါနကြတော့ဘာအခြေခံတာတုံးဆိုလောဘပေါ့လူကျင်လို့ခိုးတာလောဘအခြေခံတယ်ပေါ့ဒီလိုဆိုလို့တယ်အေးအဲ့ဒါလို့လောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုလို့ရှိရင်အကုသိုလ်တွေဖြစ်တာမဟုတ် အဲ့ဒီလောဘဒေါသမောဟဆိုတာတွေကိုအကုသလမူလအဲ့ဒီအကုသလမူလကိုပဲနာမည်တစ်မျိုးနဲ့24ပစ္စည်းမှာဟေတုပစ္စယောဟေတုလို့ခေါ်တယ်ဟေတုဆိုတာသစ်ပင်ကြီးတပင်မှာရေတောင်းမြင့်ခိုင်မာနေလို့ရှိရင်ထိုသစ်ပင်ရဲ့အကိုင်းတွေအခက်တွေအရွက်တွေအပွင့်တွေအသီးတွေစီးပင်နေတယ်လို့ပဲ အကုသိုလ်မှုတွေဟာလောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုရင်ဒီအမြင့်တွေချောင်းမလို့အကုသိုလ်တွေဟာဆက်လက်ရှင်သန်နေတယ်လို့ဒီလိုပြောတာဟိတုပစ္စည်းရဲ့အဓိပ္ပာယ်အဲ့ဒါကိုဆွတ်လို့ဟိတုဆိုတဲ့နာမည်နဲ့သုံးတခါတရံအဲ့ဒီဟိတုကိုပဲမူလဆိုတဲ့နာမည်နဲ့သုံးမူလဆိုတာအမြင့်ပဲလေတိုက်ရအမြင့်ကိုခေါ်အကုသိုလ်ရဲ့အမြင့်တွေ အဲ့ဒီအမြင့်ရှိနေလို့ရှိရင်ခဏကအကိုင်းအခက်နဲ့တူတဲ့တတ်မှုဖြတ်မှုလူရမှုဆိုတဲ့ဒုစရိုက်တွေအကုန်ရှင်သန်ထွန်းကားနေပါဒါကြောင့်မလို့ဘုရားတရားတော်ကိုသိကြတဲ့ပုဂ္ဂိုလ်တွေကကဘာဉာဏ်ဉာဏ်ရဲ့ကိုစ조사နေတဲ့ပုဂ္ဂိုလ်တွေလက်နဲ့ကြီးတွေကိုင်းနေပြီးတော့ဉာဏ်ဉာဏ်ရဲ့조사နေတယ်ဘယ်လိုမှဖြစ်နိုင်ဘူး ကိုယ်ကငြိမ်းချမ်းရေးရခြင်းလို့ရှိရင်လူတွေတဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားအောင်သို့မဟုတ်ငြိမ်ဝတ်တော်အောင်လုပ်နိုင်တဲ့အကျင့်ကမှသာလင်ကိုယ်ကငြိမ်းချမ်းရေးပေးနိုင်တယ်လို့သူပြောတယ်နော်အေးခုလို့အကုသိုလ်ကို အကုသိုလ်လို့တိတာသမာဓိဋ္ဌိပဲတဲ့ရှင်သာရိပုတ္တရာတခါကုသိုလ်ကိုကုသိုလ်လို့တိတာလည်းပဲသမာဓိဋ္ဌိပဲတဲ့ဒါပြင်ကုသိုလ်ဆိုတာဘာတွေလဲလို့မေးလို့ရှိရင်ရှေးရှေးဝေးဝေးမတွေးနဲ့ သူများတက်တတ်တာကရှောင်းတယ်။သူများဥစ္စာခိုးခြင်းမှရှောင်းတယ်။သူတစ်ပါးသားမယားပြမခြင်းမှရှောင်းတယ်။ဟောလိမ့်မပြောဘူးမှန်တာပဲပြောတယ်။ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်လုပ်ပေးတယ်။မဆဲဘူးချိုသာတဲ့စကားကျင်နာတဲ့စကားမျိုးပဲပြောတယ်။အကျိုးမဲ့စကားတွေနဲ့အချိန်မပြုံးဘူး။ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတတ်တဲ့စကားမျိုးတွေပဲပြောတယ်။သူများပစ္စည်းကိုရလုံမှုနဲ့ဘယ်တော့မှ လောဘနဲ့မတွေးဘူးသူတစ်ပါးတယောက်ပျက်စီးလို့တဲ့စိတ်နဲ့ဘယ်တော့မှဒေါသနဲ့မတွေးဘူးကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုတော့ဟောတာတွေကကုသိုလ်တွေပဲဒါဖြင့်အဲ့ဒီကုသိုလ်တွေရဲ့မူလခြေခံအကြောင်းတရားပါလဲလို့ဆိုရင်ခုနကလောဘကိုဖယ်ရှားပစ်နိုင်တဲ့အလောဘဒေါသကိုဖယ်ရှားပစ်နိုင်တဲ့အဒေါသမောဟကိုဖယ်ရှားပစ်နိုင်တဲ့အမောဟအလောဘအဒေါသအမောဟဆိုတဲ့ဒီသဘာဝတရားတွေဟာကုသိုလ်ရဲ့အမြင့်ပဲ ဒီတဘာဝတရားတွေမိမိတဏ္ဍမှာ ရှင်သန်နေသေးတယ်များကုသတရားတွေရှင်သန်နေမှာပဲဟိတုပစ္စယောကုသဘက်ကဒါကြောင့်မလို့စာပေမှာဟိတ်6ပါဟိတ်6ပါဆိုဟိတ်ဆိုတော့လူတွေကနားလေခြင်းမှလဲမှာပေါ့စကားအတုံးလုံးကစာပေအတုံးလုံးဖြစ်နေတယ်